။အရာရီတိုင်းဒေသကြီးမြောင်မြမြို့နယ်အတွင်းမြောင်မြတရားအသည့်ဖွင့်ဝဲအခမ်းအနားကိုဣပရတရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပြီးလူမှုကိုတွေ့ဆုံစကားပြောခဲ့ပါတယ်။မြောင်မြတရားကြီးကိုရည်မှန်းထားတဲ့အတိုင်းအချိန်တစ်နှစ်ကာလအတွင်းဖွင့်လှစ်နိုင်အောင်ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့အလုသမားများဆောက်လုပ်ရေးဝန်ကြီးဌာနမှကာယညာနာဝန်ထမ်းများနဲ့အခြားဆက်ဆံဝန်ကြီးဌာနများ ပမိုးကူညီတဲ့ ARD တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ပင်များလွတ်တော်ကိုယ်စားလှယ်ကြီးများဒေသခံတိုင်းရင်းသားပြည်သူများကိုနိုင်ငံတော်အစိုးရကကျေးဇူးအထူးတင်ရှိကြောင်းပြောကြားခြင်းပါတယ် ဒီမြောင်မြကျိုရတာဖွင့်ပွဲအပြီးမှာတော့တောင်အောင်ဆန်းစုကြည်ဟာအေရီတိုင်းဒေသကြီးတွင်ကသတိကြောင်ကုန်အိမ်မဲပန်းတော်ညောင်တုံးနဲ့မူဝင်မျိုးတွေစီတွားရောက်ပြီးတချို့မြို့နယ်တွေမှာတော့လူမှုပြေဆုံးပွဲတွေပြုလုပ်ဖို့လည်းအစီအစဉ်ရှိရလို့သိရပါတယ်။ဖွင့်လှစ်ခဲ့ကျိုရတာဟာရခင်နှစ်ဧပြီတရက်နေ့မနက်တနားရီကပြတ်ကျခဲ့တာကြောင့်အစ်စ်ပြန်ဆောက်ထားတာပါ။ဒီသတင်းကိုတော့စီတူမောင်မောင်ကပေးပို့ခဲ့တာပါရှင်။